်ဟာလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အောင်ဆန်း channel ကနေဒီတစ်ပတ်ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့သင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဘဝလက်တွေ့ဖို့ရွေးချယ်တဲ့နေရာမှာဘယ်လိုအချက်တွေကိုအဓိကထားရမလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။လင်ဟာဘဝမှာပညာရေး၊စီးပွားရေး၊လူမှုရေးစတဲ့လုပ်ငန်းဆိုင်ရာနေပယ်တွေမှာဘယ်လောက်ထိအောင်မြင်နေတို့ဖြစ်ပါစေ။အိမ်ထောင်ကြီးမှာ ရစင်းသွားပြီဆိုရင်ဘဝဆိုတာရစရာမရှိတော့အောင်ဖြစ်သွားနိုင်ပါတယ်။ပစ္စည်းဆိုတာဝယ်မရင်ပြန်အလုပ်ရပါတယ်။ဒါပေမဲ့မိန်းမယောက်ျားဘဝလက်တွေ့ဖို့ယူမရင်ဒါမှမဟုတ်ရွေးချယ်မရင်ပြန်အလုပ်မရတော့ပါဘူး။စကပုံတစ်ခုလည်းရှိပါသေးတယ်။တောင်ရခုံမှာတနည်း မရရှုမတတဲတဲ့ဒါကြောင့်မိတ်ဆွေအိမ်ထောင်ဖက်ရွေးချယ်ခြင်းဆိုတာဘဝတတတာလုံးနဲ့ဆိုင်တဲ့အတွေ့အကြုံပေါ်ပေါ်ဆဆမရွေးချယ်တဲ့မှုလို့ကျွန်တော်ထင်ပါတယ်ဘဝအတွေ့ဖို့ရွေးချယ်ခြင်းဟာတဏနာကဘဝအရေးအတွေ့ကို အဆုံးအဖြတ်ပြင်းနိုင်တဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်တစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့် ဘဝလက်သေးဖို့ရွေးချယ်တဲ့နေရာမှာကျွန်တော်ဒီနေ့တင်ဆက်ပေးတဲ့အချက်ခုနှစ်ချက်ကိုအထူးရယူဆိုင်ရွေးချယ်ဖို့ကျွန်တော်အကြံပြုလိုက်ပါတယ်။နံပါတ်၁စိတ်နှလုံးသားကိုက်ညီမှုမိမိရဲ့ဘဝလက်သေးဖို့ဟာမိမိနဲ့စိတ်နှလုံးသားကိုက်ညီမှုရှိရင်ပိုပြီးတော့အဆင်ပြေပါတယ်။တို့မှာတင်းနဲ့တူညီတဲ့တန်ဖိုးထားမှုတွေ ဘဝရည်မှန်းချက်တွေနဲ့ယုံကြည်မှုတွေ ရှိရပါမယ်။နံပါတ်2အပြန်အလှန်လေးစားမှုသူကတင်းရဲ့အသွေးအမြင်တွေကိုပိုင်လွတ်လပ်ခွင့်တွေကို လေးစားနိုင်ရပါမယ်။နံပါတ်3စက်တွေပြောဆိုနိုင်စွမ်းသူကပြဿနာတွေကိုအေးအေးဆေးဆေးဆွေးနွေးဖြေရှင်းနိုင်ရပါမယ်။နံပါတ်4တိစာရှိမှုနဲ့ ယုံကြည်စိတ်ချရမှုသူ့မှာယုံကြည်ရလောက်တဲ့စိတ်ဓာတ်ရှိရပါမယ်။နံပါတ်5ဘဝကိုအတူတူဖြတ်တန်းလို့စိတ်အစဉ်ပြီးပြီးမပြီးပြီးနိုင်ရအတူရင်ဆိုင်ခြင်းစိတ်သူ့မှာရှိရပါမယ်။အခုလိုလူငယ်တွေအတွက်အရေးကြီးတဲ့အကြောင်းအရာတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပြမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe and like လုပ်ပြီးဖို့ကျွန်တော်တောင်းဆိုပါရစေ။ number 6ဘဝနေထိုင်မှုပုံစံကဲ့ညီမှုဒုနေ့တန်ကြာမှာငွေကြီးစီမံခံခွေမှုမိသားစုအမည်နေထိုင်ရာရွေးချယ်မှုတို့တူညီရပါမယ်။ number 9အချင်းချင်းအားပေးမှုအပြန်အလှန်အောင်မြင်စေဖို့ကူညီအားပေးနိုင်ရပါမယ်။အရေးကြီးဆုံးက တင်းကိုတင်းနားလေအောင်လုပ်ပြီးမှဘဝပြည့်သွေးဖို့ကိုရွေးချယ်လိုက်ပါမိခုံများများမိပါအနာဂတ်အတွက်သူနဲ့ရှင်းရှင်းလင်းလင်းကြိုတင်ဆွေးနွေးထားတာအကောင်းဆုံးပါတဲ့နဲ့အတွက်အကောင်းဆုံးသူကိုရွေးချယ်နေပြီးပျော်ရွှင်တဲ့ဘဝကိုပြီးဆုံးနိုင်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဒီမှာဆုံးသတ်ပေးရစေ See you in the next video.